အားလုံးကိုမင်္ဂလာပါ အောင်လင်လင်ဦးကနေအားလုံးကိုမင်္ဂလာပါအောင်လင်လင်ဦးကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်နဲ့အတူကြီးရှုအားလုံးကိုမင်္ဂလာပါအောင်လင်လင်ဦးကနေကြိုဆိုလိုက်ပါတယ်မြေတာမြို့နယ်စမင်ပေါက်ကျေးရွာအနီးရှိ မေတ္တာပင်စီလမ်းပိုင်းတနေရာကို မလ28နော်ငလင်လောက်ခတ်ပြီးတွေ့ရသည့်မြင်ကွင်းဖြစ်သည်အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့တူကြည့်လိုက်ရအောင်တတတတတကျွန်းဟာတတဆိုးရတော့ဒါတော့မေတ္တာမေတ္တာစမုံပေါက်မှာပါချားနေဟာကျွန်းအိုးမနေနေတော့မကားရီရောတော်သေးတယ်ကားရီပါပြုံးမကြလို့နော် ချီယောမချီယောချီယောဘလောက်နှစ်လဲတော့ဟာဒီငလင်ကတော့တော်တော်ချက်ဟုတ်ကောင်းတာပဲလာ sorry ဟာဂျုံဟိုးဖက်တီရောက်တယ်ဟိုရေးတွေကိုထွက်လို့ရေးတွေကိုထွက်လို့ဂျုံဟာရေးတွေကိုထွက်လို့ဆိုပို့ပြီးတော့ချက်ဖို့ကောင်းတယ်နော်ရေးတွေထွက်တော့ချက်ဖက်လဲပြိုပြိုအစင်းစင်ပြီးတော့ပြိုသွားမှရေးထွက်တော့လေမြင်ရ ျော့ပြီးတော့မှဟာထတော့ကွာချန်နဲ့နော်ဒါတော့ပုစပတ်ဆက်ပဲတတိထားဘေးနဲ့ကတ်မသွားနဲ့ကတ်မသွားနဲ့တကားကတော့တကားကတော့ထိခိုက်မှုသိမ့်မရှိဘူးဟာပုမကာကာကြီးကာကြီးတွားပြီတော်သေးတယ်ဂျားထဲမှာကားမငစ်လို့ဟောမှာကျတော့ရှိကားသူစီး ဟောကာတစီမှာကာတစီတော့ပြုတ်ကျသွားတယ်ဟာဆင်းခွန်ပြန်နေတယ်လို့ဘူးတော်သေးတယ်နော်ကားတစီးပဲနော်တော်သေးတယ်ကားအစီးဆယ်ဆိုရင်တဆယ်ဇီးလောက်ဆိုတော့ထွားပါပြီနော်လမ်းကလည်းဒီကညဟိုးဖက်ဟာစိတ်ရောမကောင်းဘူးနော်ဒီလောက်နှစ်တာကြီးရေတောင်ထွက်လို့တော်သေးတယ်ပြီသူတွေ ဖြစ်နိုင်တော့သတိထားပေါ့နော်အဘေနာကလည်းအခုဗီဒီယိုရိုက်တဲ့အမလည်းဘေနာတိတ်ကတ်မသွားနဲ့အခုကအဆပဲရှိသေးတယ်ဆိုတော့လေနော်ဟာစိတ်တော့မကောင်းပါဘူးအခုတိရတိုင်းမှာဒီနေ့သတင်းကတော်တော်လေးတော့ချင်းချင်းဆိုးနေပါတယ်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံပြီးတော့ဂျပန်နိုင်ငံလည်းလည်းနေပါတော့လောက်ခတ်တယ်လို့ပြောပါတယ်နော်ဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးဘေးရန်ကင်းကြပါစေ Bye-bye.